မင်္ဂလာပါဖိုဘော review channel ကနေပြန်လာပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့ကြာတာ review နေပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထိတ်တန်းလေးပွဲစီကတော့ဒီနေ့ညမှာမရှိဘူး။အဲ့တော့ထိတ်တန်းလေးမဟုတ်တဲ့ဒါတခြားပွဲစီတွေတည်းကနေပြောင်းမှတပွဲကိုကျွန်တော်ရွေးထုတ်ပြီးတော့သုံးသပ်ပေးတာပေါ့နော်။အဲ့ဒီပွဲစီကတော့ဒါဒီနေ့ညတနင်္လာမှာကစားမဲ့နေသိလီကို1 play off ပွဲစဉ်တစ်ပွဲဖြစ်တဲ့ rain အသင်းနဲ့ match အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ကိုဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့တုံ့တက်ပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီအပိုင်းကျွန်တော်ဒီမိလိုက်တဲ့ပွဲစဉ်တွေကအရင်ကတော့အဆင်မပြေခဲ့ဘူးပေါ့နော်အဲ့တော့ဒါဒီနေ့ဗီဒီယိုမှာတော့ဒါတိတိချာချာလေးကိုအချက်လက်တွေစူးစီးပြီးတော့တုံ့တက်ပြတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီနေ့ဗီဒီယိုကို like and share လေးလုပ်ပြီးတော့ channel ကို subscribe လေးလုပ်ပြီးတော့လုပ်ရရပေါ့နော် ပြီးတော့ဒီကျွန်တော်မှာဆိုလို့ရှိရင်လည်း Telegram channel ရှိရပါတော့ Telegram channel ကို join ခြင်းလဲဆိုလို့ရှိရင်ဒီ video က comment မှာဒီ Telegram channel link ကိုချပေးတာပဲဗောနဝင်ပြီးတော့ join ထားလို့ရတယ်ဗောနအဲ့တော့ဟုတ်ပြီဒါယင်းတိလီကို1ခြေစုပွဲစဉ် play off ဗောနဒီပွဲစဉ်ကိုဒီနေ့ည7:00နာရီမှာကစားမယ်ဒါ rain အသင်းနဲ့ match အသင်းတို့ရဲ့ပွဲစဉ်ဗောနအဲ့ပွဲစဉ်ရဲ့ကြည့်ဦးကျွန်တော်ပြင်ကြည့်ရင် rain အသင်းကတည်ရကြရင်ပြ60ရှုံမယ်ပြီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုသွင်း ော့60ရှုံးမယ်ဗောနော်အဲ့တော့ဒီပွဲစဉ်ကဒါပြောမယ်ဆိုလို့ရှင်ပြင်သစ်ဒီကိုဝန်ဝင်ခွင့်အတွက်အရေးပါတယ်ပွဲစဉ်တွေပဲဖြစ်တယ်ဗောနော်ဒီပထမအကျော်မတ်အတင်ရသူရဲ့အိမ်ဝဲမှာကစားခဲ့စဉ်တော့ဒီတစ်ဖက်ကိုတကိုးစီနဲ့တေးရရထွက်ခဲ့တယ်ဗောနော်အဲ့တော့ဒါ rain အသင်းအကြောင်းကိုကျွန်တော်ပြန်ပြန်ပြောမယ်ဆိုလို့ရှင် rain ကဒါဒီအခုနှစ်ဒီဘောလုံးရာဒီမှာဆိုလို့ရှင်ပြင်းသစ်လီဂိုဝမ်မှာသူတို့အဆင့်16နဲ့ရာသီတင်းခဲ့တာကြောင့်သူတို့ play off ကစားခွင့်ရခဲ့တာဖြစ်ပြီးတော့ဒီတစ်ဖက်ကမတ်အသင်းကတော့ပြင်းသစ်လီဂို2မှာ တို့အဆင့်၃နေရာကိုရခဲ့ပြီးတော့ဒါ play off ဝင်ခွင့်ရရှိခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ rain thing က2018 2019ဘောလုံးရာသီမှာသူပြင်သစ်လီဂ1ကိုစပြီးတော့ တန်တက်လာခဲ့တယ်ပြီးတော့အဲ့ဒီပြင်းသစ်လီဂူဝမ်မှာဆိုလို့ရှိရင်သူတို့အတင်းက600လီဇက်တိုက်လီဂူဝမ်ရဲ့အလဲလက်အတင်းတတင်းဖြစ်ရက်တည်နိုင်ခဲ့ပေမဲ့ဒီရာသီမှာတော့သူတို့ရဲ့ရလပိုင်းဆိုင်ရာအရာတော်တော်လေးကိုအားနည်းသွားခဲ့ပြီးတော့ဒါသူတို့ဒီလက်ရှိတန်းစင်းစုံတွေကိုရောက်ခဲ့ပြီးတော့လီဂူ2ကိုလက်ရှိမှာတမ်စင်အောင်ဒီနေ့ပလေးအော့ပွဲမှာသူတို့ကိုယ်တိုင်ကအနိုင်ပြန်ကစားဖို့လိုတယ်ပေါ့နော်ပြီးတော့ဒါ rain thing ရဲ့နောက်ဆုံးကစားခဲ့ရဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ဒါပြင်းသစ်လီဖလာရဲ့ပိုလီဝဲထီကိုသူတို့ရောက်ခဲ့တယ်ပေါ့နော်ဒီနောက်ဆုံးကစားခဲ့ရဲ့ပွဲစဉ်မှာဒါ PSG ကို သူတို့ဘိုလ်လူပွဲမှာသုံးခုပြင်းနဲ့ရှုံးခဲ့ရတယ်ဘောနောက်ပြီးတော့မတ်အတင်းနဲ့ကစားခဲ့တဲ့ play off ပထမအကြုံမှာဆိုလို့ရှိရင်လည်း range ကဒါပြောမယ်ဆိုလို့ရှိရင်တေးရလည်းပဲကစားနိုင်ခဲ့တယ်ဘောနောက်ပွဲပြီးမှာ1-1ဖြစ်ခဲ့တယ်ဆိုတော့ဒါပြိုင်ပွဲဆိုနောက်ဆုံး6ပွဲဆက်မှာဆိုလို့ရှိရင် range ကလုံးဝအနိုင်ရလည်းမရှိတာအကြောင်းဒီနေ့မှာ range သင်းကို pokey တွေအနေနဲ့အချိုက်တွေ့နေပြီးတော့ဒါပြောမယ်ဆိုလို့ရှိရင်အိမ်ကွင်းမှာနိုင်ပွဲပြန်လဲရှာတွေ့နိုင်မယ်လို့ထင်တာကြောင့်လည်းဒီနေ့ပွဲမှာဆိုလို့ရှိရင်တေးကြရင် ပြား60ရှုံးမယ်ဆိုတော့အခြေတခုဖွင့်လှစ်ပေးတာဖြစ်နိုင်တယ်ဗောနော်အဲ့တော့ rain ရဲ့ဒီယာဒီမှာသူတို့အတွက်တန်းစင်းစီခဲ့တဲ့အကြောင်းရင်းတွေကိုကျွန်တော်ပြန်ရှာကြည့်မယ်ဆိုလို့ရှိရင်အတိအကျချက်ကသူတို့ရဲ့တိုက်စစ်ကဂုံးမြများဆက်စပ်မရခဲ့တာဖြစ်တယ်ဗောနော်သူတို့လီကူ1 34ပွဲကစားပြီးရခြင်းမှာသူတို့ရဲ့တိုက်စစ်က32ဂုံး3ဂုံးပဲရခဲ့တယ်အဲ့ဒါကြောင့် rain ရဲ့တပွဲပြတ်များ တွင်ကိုနှုံကျွန်တော်ပြန်ကြည့်တကိုးတော်မှာသူတို့မရခဲ့ဘူးဝန်ပြီးတော့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့တိုက်စစ်ကနှကိုပဲရခဲ့တယ်အဲ့ဒါကြောင့် rain ရဲ့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲက9အောက်ကိုဝင်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်တစ်ဖက်ကမတ်အတင်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီရာဒီကသူတို့အတွက်အကောင်းဆုံးမဖြစ်ခဲ့ဘူးဆိုပေမဲ့လို့သူတို့ play off တော့ဝင်ဝင်ရခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒီ play off semi final မှာဆိုလို့ရှိရင်သူတို့ tonkiya အတင်းနဲ့ကစားခဲ့ပြီးတော့1-0နဲ့သူတို့နိုင်ခဲ့ပြီးတော့ဒီ ဒီ play off ရဲ့ final ကိုရောက်ခဲ့တယ်ဗျာ final ပထမကြော့ဒုတိယကြော့နှစ်ကြော့ကစားမှဖြစ်ပြီးတော့ပထမကြော့မှာသူတို့ rain ရဲ့အိမ်ခွင့် rain တင်းကိုသူတို့ရဲ့အိမ်ခွင့်မှာအခက်ကစားခဲ့စဉ်တော့ဒါတစ်ဖက်တစ်ကိုယ်စီနဲ့တည်ကြခဲ့တယ်ဗောနော်အဲ့ဒါ rain နဲ့ matto ရဲ့ဒါပထမကြော့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လေတစ်ဖက်တစ်ကိုယ်စီနဲ့ပွဲပြီးဆုံးခဲ့ရဆိုပေမဲ့လို့အဲ့ပွဲစဉ်မှာနှစ်သင်းလုံးအတွက်ဂိုးရနိုင်ကြီးချက်မြင်များဆက်တာမရှိခဲ့ဘူးနော်ပြီးတော့ expected ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သိန်းလုံးအနည်းနဲ့ကိုရနိုင်ကြီးအချက်မှာဆိုလို့ရှိရင်1.4ဝင်းကျင်တာရှိခဲ့တယ်ဗောနော်အဲ့တော့ဒါဒီနေ့ဒုတိယအကြုံမှာလည်းနှစ်သိန်းလုံးဒါတို့အကောင်းဆုံးကစားလာနိုင်ပြီမယ်လေကိုရဝခတ်တဲ့နှစ်သိန်းလုံးရဲ့ဖောင်ချောင်းဒီနေ့မှာကိုောက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်နှစ်ကိုသွင်းပြ60ရှုံးမယ်ကိုောက်ကြီးတစ်ခုမှာဒီဘွဲဝန်းဝန်းလောက်နဲ့ပြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီနေ့မှာဒါကိုောက်ကိုရွေးချယ်ပြီးခြင်းတယ်ဗောနော် ပြီးတော့ဒါဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမတ်အသင်းကိုရွေးချယ်ပေးခြင်းနဲ့မဟုတ် rain ကလီဂူ1ကအသင်းတသင်းဖြစ်တယ်ဆိုပေမဲ့လို့ဒီပြီးခဲ့တဲ့ပထမကြော်ကစားခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင် rain ကပြောမယ်ဆိုလို့ရှိရင်မတ်ကိုသူတို့ဒီအနိုင်မရခဲ့ဘူးနော်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်မတ်အသင်းကအိမ်ခွင်းမှာကစားရတာဖြစ်တယ်ဆိုပေမဲ့လို့သူတို့ဒီဘောလုံးပိုက်ဆိုင်မှုအသာရခဲ့တယ်ပြီးတော့ဂိုးပေါက်ကန်ချက်တွေပါ ြောမယ်ဆိုလို့ရှိရင် rain ထက်ကို mac ကပို့ပြီးတော့ဒီအตาရအောင်ပွဲကိုစူမှုကစားနိုင်ခဲ့တယ်လို့တွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေ့ဒါဒုတိယကြော့မှာဆိုလို့ရှိရင်လည်း mac အသင်းနေနဲ့ rain ကိုမိနစ်90ဒီမှာသူမရှုံးအောင်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဒါပြင်းစင်းလီကိုဝမ်ရဲ့နောက်ဆုံးဒါ playoff final ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါပြောမယ်ဆိုလို့ရှိရင်ဒီ ပြင်သစ်ဒီကူဝမ်ကအသိနေကဒီလီကူတူကအသိနေကိုကြောဖြတ်ပြီးတော့ဒါသူတို့တမ်းပစင်းရအောင်ဆွမ်းဆောင်နိုင်ခဲ့တာမရှိဘူးဗောနော်အဲ့တော့ဒီဘက်မှာဒါလီကူတူကအသိသိဖြစ်တဲ့မတ်အနေနဲ့မနစ်ကိုဆိုရင်60အတွင်းတော့မရှုံးကစားနေနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တရေချိုင်ပြား60ရှုံးမဲ့ body ကြီးတစ်ခုမှာကျွန်တော်မတ်အသိကိုရွေးချယ်ပေးခြင်းနဲ့မတ်မနစ်60အတွင်းသူတရေကစားနိုင်ရင်ပဲဆိုရှင်မတ်ပတ်မှာနေရတာ ည60တောင်ရမှာဖြစ်တယ်ဗောနအဲ့တော့ဒီနေ့ပွဲစဉ်အတွက်ဆိုလို့ရှင်ဒါမတ်အသင်းနဲ့ကိုယ့်အကူဒီနေ့အတွက်ဆိုလို့ရှင်ရွေးချယ်ပြီးခြင်းနဲ့ဗော